မြေရှားတတုဆိုတာပါလေဒီတစ်ခေါက်တော့လူပြောများနေတဲ့မြေရှားတတုအကြောင်းရှားဖွေတင်ပြလိုက်ပါတယ်မြေရှားတတုထဲမှာတတုသတ်စင်တူ၁၆မျိုးအထိရောနောပါဝင်နေပါတယ်သူတို့ဟာဓပောင်းအနေနဲ့တည်ရှိနေတာဖြစ်ပြီးဓာတုဖွဲ့စည်းပုံအရတစ်ခုနဲ့တစ်ခုခွဲခြားထုတ်ယူဖို့ခတ်ပါတယ်မြေရှားတတုတွေကိုခွဲထုတ်ဖို့ခတ်ခဲလို့ရှားပါမြေသား red earth လို့ခေါ်ကြတာဖြစ်ပါတယ်သူကတခြား twin ထွက်တတ်စင်တွေလူအစုလိုက်အပုံလိုက်ရှိနေတာမျိုးလည်းမဟုတ်ပါဘူး ဒါပေမဲ့ကဘာမြေမျက်နှာပြင်ရဲ့အပေါ်ရန်အလွာအောက်တာရှယ်တနည်း Earth crust မှာတော့မြေသားကြောက်သားတွေနဲ့ရောနှော်ပြီးအများအပြားပါဝင်နေပါတယ်။မြေရှားတတုကိုစော့တင်တဲ့ရှိတာကတော့1930ခုနှစ်ကတည်းကဖြစ်ပါတယ်။ဆွီဒင်နိုင်ငံရဲ့ရေသားပိုက်အရာမှာလူထန်နန်ကောက် Excel Arrhenius ဆိုသူကတွေ့ရှိခဲ့တာဖြစ်ပြီးတွေ့ရှိတဲ့အရက်ကိုဆွဲလို့ရေသားပိုက်လိုအမိပေးခဲ့ကြပါတယ်။တထောင်ကောင်လက်လောက်မှာဂါနိုလီနိုက်လို့ပြောင်းလဲခေါ်ပေါ်ခဲ့ကြပါတယ်။နောက်ထပ်အနှစ်30လောက်အကြာမှာတော့ တတူရိုင်း Ols နှမျိုးဖက်ကစီးရီးယားစီးရီးယားနဲ့ယစ်ထရီးယားတို့မှာဒီမြေရှားတက်စင် REVD ရောနောပါဝင်နေတာကိုတွေ့ရှိခဲ့ကြပြန်ပါတယ်ဒီနေ့ခေတ်မှာတော့မြေရှားတတူတွေကိုအပေါ်စား light REE အလက်စား medium REE နဲ့အလေးစား heavy REE ဆိုပြီးသုံးမျိုးခွဲခြားကြပါတယ်အာဖဂန်နစ္စတန်နိုင်ငံရဲ့ Helmand ခရိုင်မှာခနာရှင်ကျေးရွာမှာမိတောင်ကထွက်တဲ့ချောရီကြောက်တွေမှာမြေရှားတတူတွေပါဝင်တယ်လို့ တချင်ကအာဖဂန်ကိုကျူးကျော်ထားတဲ့ဆိုဗီယက်တို့ကဖျောချကြဖို့ပါတယ်ဒီသတင်းကြောင့် US က USGS United States Geological Survey အဖွဲ့ဟာ2009ခုနှစ်မှာတွားရောက်စမ်းသပ်ခဲ့ကြပါတယ်သူတို့ဟာစစ်တပ်အဆောင်ရှောက်နဲ့တွားရောက်ခဲ့ရတာထက်ပြီးတွေးရှိချက်အရမြေရှမ်းသတ္တုတွေထွက်ရှိတာကိုအတည်ပြုနိုင်ခဲ့ပါတယ် USGS အဖွဲ့ဟာဒီမီးတောင်ချော်ရီကြောက်ထဲက American Dollar 8.4 billion ဖိုးလောက်အထိထုတ်ယူနိုင်မှာဖြစ်ပြီး10နှစ်လောက်ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်တရုတ်ကတော့ ကဘာမှာမြေရှားတတ်တူအများဆုံးထုတ်လုပ်သူအဖြစ်နာမည်ခံထားပါတယ်။အများဆုံးတုံးဆွဲသူလည်းဖြစ်ပါတယ်။ electronic နဲ့ပတ်သက်တဲ့ပစ္စည်းတွေကမြေရှားတတ်တူကိုအသုံးပြုထုတ်လုပ်တာဖြစ်ပြီးပြည်တွင်းထုတ်ကုန်အနေနဲ့တော့ပြည်ပပို့ကုန်အနေနဲ့ပါသူသုံးပါတယ်။ဂျပန်နဲ့အမေရိကန်ကတော့ဒုတိယနဲ့တတိယအများဆုံးထုတ်လုပ်တုံးဆွဲသူတွေဖြစ်ပါတယ်။တရုတ်အကြောင်းပြောရရင်တော့တရုတ်ခသူ့ရဲ့တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းဈေးကွက်ကိုကာကွယ်ဖို့မြေရှားတတ်တူကိုကုန်ကျန်းအဖြစ်ရောင်းချတာမဟုတ်ပါဘူး။ဒါကြောင့်လဲ မြေရှားတတု export ကဏ္ဍကိုတင်းကျပ်စွာကန့်တထားပါတယ်။တရုတ်ရဲ့လုံဆောင်ချက်ကြောင့်မြေရှားတတုဈေးကွက်မှာဈေးနှုန်းဟာခေါင်းခိုင်နေတာဖြစ်ပါတယ်။ defect ကကြည့်ရရင်လဲကဘာကြီးမှာမြေရှားတတုလိုအပ်ချက်ကမြင့်မားနေပါတယ်။စီရေး၊ကာကွယ်ရေး၊လီချောင်းလုပ်ငန်း၊ electronic လုပ်ငန်းတွေမှာမြေရှားတတုဟာမပါမဖြစ်အရေးပါလာပါတယ်။မြေရှားတတုနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေဟာကျွန်တော်တို့နေစဉ်ဘဝမှာတော်တော်များများနေရာယူထားကြပါတယ်။ကွန်ပျူတာမှတ်ဉာဏ်တွေ DVD တွေ ဓာတ်ခဲတွေဆဲဖုန်းတွေမီးလုံးမီးကြောင် LED တွေကအစားမြေရှားတက်တူတွေ ပါဝင်နေပါတယ်။တင်ရုပ်ဆိုရင်စိုက်ပျိုးရေးမှာတီးနှံတွေအထွတ်နှုံးကောင်းအောင်မြေဥတာအနေနဲ့တုံးတယ်လို့ငွေမျိုးရေးမှာလည်းအသားတိုးဖို့အစားတွေထဲမှာထဲသွင်းအသုံးပြုနေကြပြီလို့အမြင်မျိုးရထုတ်ဖော်သုံးဆွေးနေကြပါတယ်။မြန်လာနိုင်ငံမှာတော့မြေရှားတက်တူတူဖော်မှုအများဆုံးထွက်ရှိတဲ့ဒေသတွေကပန်ဝါ၊ချီဝေ၊ဆော့လော၊ဖီမော်ဒေသတွေဖြစ်ပြီး ကဘာလုံးဆိုင်ရဲ့အမြေရှားတက်တူလိုဘချက်ဤ90ရာခိုင်နှုန်းလောက်ကိုမြန်မာနိုင်ငံကရရှိနေပါတယ်။နီကုံချုပ်ပြောရရင်တော့မြေရှားတက်တူဟာထုတ်လုပ်ဖို့ခက်ခဲသလိုဈေးကောင်းလို့အလူရောက်ထုတ်ယူနေကြတွေညင်ညင်းနေပါတယ်။ဒါပေမဲ့အုံထူးတဲ့နီလန်းမှန်ကန်ဖို့လိုပါတယ်။နီလန်းမမှန်ကန်ရင်တော့ဘေးထွက်ဆွန့်ရေးပစ္စည်းတွေကြောင့်လူသားနဲ့တဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာထိခိုက်စေနေပါတယ်။အခုပြောပြပေးခဲ့တာကတော့မြေရှားတက်တူအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေတင်ဆက်ပေးမှာမို့ like and subscribe လုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ။